ပြည်ရင်းပြည်ပါဓပုံဆရာတွေရဲ့ဓပုံလက်ရာတွေကိုကြည့်ရှုနိုင်မဲ့ရေကုန်ဓပုံပွဲတော်ပထမနေ့ကိုတော့မတ်လ၄ရက်နေ့ကစတင်ပြီးရေကုန်မြို့မဟာဗေဒူလာပန်းချန်တဲမှာစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးလာရောက် ကြည့်ရှုပန်းဖြီသူတွေနဲ့စီကားခဲ့ပါတယ်။ ကိုပရိသတ်ဂျင်မြေတွင်းရာဆိုတော့ရန်ကုန်မြို့မှာဟာဗန်ဒူလာပန်းချံနယ်မှာပြုလုပ်နေတဲ့ရန်ကုန်ဓာတ်ပုံပွဲတော်မြင်ကွင်းပဲဖြစ်ပါတယ်ရှင်။ဒီရန်ကုန်ဓာတ်ပုံပွဲတော်မှာဆိုရင်တော့အခုပရိသတ်ဂျင်မြေတွင်းရာရဲ့အတိုင်းဒီဓာတ်ပုံတွေအရဆိုတော့1989ခုနှစ်လောက်တုန်းက Belly Studio မှာရိုက်ကူးထားတဲ့မြန်မာအမျိုးသမီးတွေဝစ်စားစင်မှုတွေကိုပြသထားတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဒီဟိုဘက် channel မှာဆိုရင်လည်းဒီ Wall Fresh Photo တွေပြသထားတာဖြစ်သလိုဒီပန်းချံရဲ့အပြင်ဘက်တွေမှာဆိုရင်လည်းဒါ တိုင်းသားလူမျိုးတွေရဲ့ဓပုံတွေကိုပြသထားပဲဖြစ်ပါရဲ့ဒီဓပုံပွဲတော်ကဆိုရင်တော့ဒါဒီနေ့ကနေစပြီးတော့ဒါမဲ့ match လ16ရက်နေ့အထိကျင်းပပြုလုပ်သွားမှာလို့သိရပါတယ်ညပိုင်းစီစဉ်နေမှာဆိုလည်းည6:00နာရီကနေစပြီးတော့ဒီပန်းချံအတွင်းမှာပဲ projector နဲ့ထိုးပြီးတော့ဒီတွင်ပြပါကဓပုံဆရာတွေဓပုံတွေကိုပြသထားမှာလို့သိရပါတယ်ကုန်းချီများဖြင့်ကျင်းပတဲ့ရန်ကုန်ဓာတ်ပုံပွဲတော်ကိုတော့ရခိုင်နစ်တွေကပြည်သိရင်ကျင်းပဌာနမှာပြုလုပ်ခဲ့တာဖြစ်ပြီးမဟာဗန္ဓုလပန်းချံမှာတော့ယခုနှစ်ကစတင်ကကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီတပ်ပုံပြပွဲနဲ့ပတ်သက်ပြီးပွဲချင်းမာရေးတာဝန်ခံကိုပြေကျော်မြင့်ကအခုလိုပဲပြောပါဗျာကျွန်တော်ပြင်ဆင်နေတဲ့ကာလပဲရှိသေးတယ်ဒါပေမဲ့လူတွေကလာပြီးတော့အဲ့မှာအရန်ကိုစိတ်ဝင်စားနေလာပြီးတော့ကြည့်ရှုတယ်။တော့ကျွန်တော်ရေချက်ကလည်းအဲ့လိုလေအများပြည်သူဒီနေရာမှာပြရဲဆိုတော့အများပြည်သူတို့အဲ့လိုမျိုးလူတွေကိုပြကျင်တာလေ။အဲ့တော့သူတို့တွေကစိတ်ဝင်စားနေကိုကြည့်ကြရှုကြတယ်ကျွန်တော်ဒါပြင်ဆင်တော့မနော်ပြီးတော့မပြီးသေးတဲ့အချိန်မှာအဲ့လိုလာကြည့်ကြရပါတော့။အဲ့ဒါလေးတွေ့တော့ကျွန်တော်ဝမ်းလဲပါတယ်ပြင်ဆင်ရလည်း ပို့ပြီးတော့အရှိတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ခုလိုပြခွင့်ရတဲ့အပမာဆုံးချိန်ဒီပန်းချံပေါ့နော်အများပြည်သူနေရာမှာပြခွင့်ရတယ်အဲ့တော့ဒီຢာတွေအကြောင်းຢာတွေအကုန်လုံးကလည်းဒါကျွန်တော်တို့မြန်မာပြည်သဆိုင်တဲ့အကြောင်းຢာတွေဆိုတော့ကျွန်တော်အများပြည်သူကိုကြည်စီစေချင်တယ်အဲ့တော့ကြောင့်မလို့အားလုံးလာရောက်ပြီးကြည့်ရှုကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ပွဲတော်မှာတော့မြန်မာနိုင်ငံကတောင်ပေါ်တိုင်းဒေသလူမျိုးစုတွေနဲ့ယဉ်ကျေးမှုအကြောင်းတွေဖော်ကျူးထားတဲ့ James Henry Green ရဲ့ National Nepia တပ်ပုံတွေ 1929ခုနှစ်အတွင်းက Berry Double Studio မှာရိုက်ကူးခဲ့တဲ့မြန်မာအမျိုးသမီးတွေရဲ့ fashion တပ်ပုံတွေတပ်ပုံစရာ Gunnarfin Müller နဲ့စိုင်းဆရာ William Kellen တို့ရဲ့1990ကာလတွေအတွင်းကမြန်မာပြည်အနှံ့ရိုက်ကူးခဲ့တဲ့ဂုံတိခါကိုရှာဖွေခြင်းလို့အမည်ပေးထားတဲ့တပ်ပုံတွေပြသထားပါဗျ။နာမည်ကျော်တပ်ပုံစရာတွေဖြစ်တဲ့ Steve Mercury ဟာစီဗစ်တာတို့နဲ့မြမဓပုံဆရာတွေရဲ့ဓပုံဇလန်းတွေ wall press photo ပြပွဲတွေစတာတွေကိုလည်းပြသထားပါတယ်အရင်တော့ဒီဇိုင်းလေးလည်းမြင်ရတယ်ပြီးတော့ဒီမြမမင်းကလေးဒါလေးတွေကိုအတူခိုးတော့ကြတော့ဘာပြောခုနောက်ပိုင်းမှာပြန်ပြီးတော့ရိုးရင်လေးတွေဝတ်စားလာတာလေးတွေမြင်ရတယ်ဒါလေးကြပြီးတာမကောင်းတယ်လို့ထင်တယ်အရင်ခေတ်ရဲ့အမျိုးသမီးတွေရဲ့ဝတ်စားစင်မှုတွေလည်းမအားလို့ကြည်ရတယ်မြင်ရတယ်အဲ့တော့ဒီနောက်ခေတ်နောက်ကလေးတွေလည်းဒီလိုဝတ်စားစင်မှုလေးတွေကိုအတူယူစေချင်တယ်ရှင်ရှင်ကြည်ကြည်လေးတွေဖြစ်စေချင်တယ် ဒီဓာတ်ပုံပွဲတော်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပြင်သစ်နုပညာရှင်လွန်ဒရီဒူနန်ရဲ့ပြောင်းမြန်ပုံရိပ်ဖန်တတကင်မလာကြီးနဲ့မက်စလာလေးရနေနဲ့9ရက်နေ့2ရက်အတွင်းမှာဓာတ်ပုံခန့်တစ်ခုပြုလုပ်ပြီးစစ်ဝင်စားရိုက်ကူးချင်သူတွေကိုဓာတ်ပုံရိုက်ကူးပေးမှာဖြစ်ပါတယ်ဒီကင်မရာမှာဆိုရင်ဓာတ်ပုံကူးခန်းပါရှိပြီးဓာတ်ပုံကိုမိနစ်20အတွင်းထုတ်ပေးနိုင်ပါတယ်။ဒါပြင် ပြည်သင့်ယဉ်ကျေးမှုဌာနမှဆွစ်ဇာလန်ကနံပါတ်ကြီးတပုံစီအားမီနစ်နောက်ဦးဆောင်မဲ့အလုံယုံဆွေးနွေးပွဲကိုလည်းမက်စလာ6ရက်နေ့ကနေ7ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်ရေကုန်ဓာတ်ပုံပွဲတော်ကိုတော့မက်စလာ၄ရက်နေကစတင်ပြီးမက်စလာ၁၉ရက်နေအထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။